လာမင်္ဂလာပါရှင်အခုသွန်ပေးမယ်ပညာဌာနလေးကကြတော့အခုသွန်ဖို့ထားတဲ့ဝတ်ဆောင်လေးကိုပညာဌာနပေးမှာပါเนาะဒီဇိုင်းပေါ်ဆံမှာဆိုရင်မခက်ဘူးသူရဲ့ဒီဇိုင်းပေါ်ဆံကပါလဲလဲဆိုတော့အာကိုဆွဲနေကြမူလအခြေခံပတ်တန်အပြစ်ကိုဆွဲမယ်ဆွဲပြီးလို့ရှိရင်အာ white white တဲ့ဖက်ရဲ့ရင်သားတဲ့ဖက်ရဲ့အကဲရွေးရင်သားကစားတော့ကိုထမိုင်ဖောင်းတဲ့ဖက်မှာကိုထမိုင်ဖောင်းတဲ့ဖက်မှာရင်ရင်သားပတ်ထားပြီးလို့ရှိရင် white တဲ့ဖက်မှာဆိုရင်ခြားတဲ့ဖက်မှာဆို white တဲ့ဖက်ထားမယ်เนาะ တာဘက်ပေါ့နော်ဝိုက်တာဘက်မှာဆိုရင်အဓိကသူ့ရဲ့အခြေခံချက်တွေပဲတောင်းထားတယ်ဒီရင်တာမှာဆိုရင်သူ့ရဲ့အဓိကအခြေခံချက်တွေပဲတောင်းထားတယ်ဒါမဲ့သူ့မှာတာပို့တော့ဆိုတော့ဒီကောလံအပြားလေးတစ်ခုပဲပို့တော့တာလေးပါနော်ဝိုက်တာရဲ့အဓိကအခြေခံချက်ပဲဆွဲထားတာလေးပါဒီဘက်ဆိုရင်တာရဲ့အဓိကအခြေခံချက်ကိုလည်းပဲဆွဲထားတာလေးပါရင်တာပုံမှာတစ်ခုပဲပို့ထားတယ်ဒီကောလံပြားတစ်ခုပဲပို့ထားတယ်နောက်ပြီးတော့ဒီနှစ်ဖက်ရဲ့ဒီအလဲကအခွဲလေးအဲ့ဒါတစ်ခုပဲပို့ထားတာလေးပါနော်ဒီအခွဲလေးကကြတော့ကိုယ်လိုလိုဆိုင်းခွင့်နိုင်ပါတယ်ကိုအာဘာလဲအပြဲဒီဒီအခွဲလေးကကြတော့တေး ကြိုက်လို့ရှိရင်တတိခွဲလို့ရတယ်ကိုကနည်းနည်းဟောပါလဲပြပြဲလဲကွက်ကွဲလဲကြိုက်လို့ရှိရင်ကိုစိုက်ကြိုက်ခွဲနိုင်ပါတယ်เนาะဒါကကြတော့ဖုန်တင်းရှိဘူးပွားပွားကြတော့နှစ်ဆောင်ချောက်ထားတယ်နော်ဟိုဖရမဆောင်မှာကြတော့ဒီလိုမျိုးပဲနှစ်ဆောင်ချောက်ထားတယ်ဖရမဆောင်မှာကြတော့အခွဲလေးကကြတော့လေးစိတ်စာပဲခွဲထားတယ်အခုကဆိုရင်တွန်းကြတော့တလမဘာခွဲထားတယ်နော်ဒီအခွဲလေးကကြတော့ဒါကကြတော့ကိုစိုက်ကြိုက်ဒီဇိုင်းခွဲနိုင်နေပါတယ်နော်ဒီဒီဇိုင်းပုံစံလေးမှာမခက်ဘူးအခုတွန်းရှင်းပြလိုက်လို့ဆိုရင်တွန်းရှင်းပြလိုက်မယ်ဆိုရင်နားလေတွားလိုက်မယ်နော် ဒီဇိုင်းပေါ်ဆံအခုသွန်ပရီယောစာဖွင့်တဲ့ဒီဇိုင်းပေါ်ဆံရနှာချမ်းပတန်ဆွဲနေလေအရင်စလစ်လာကြည့်မယ်နော်အရင်စလစ်လာကြရအောင်မချာပတာဆန်နေရရှင်ရှစ်ချမ်းပတာစားလိလာမယ်မခတ်ဘူးနော်လုံးဝမခတ်ဘူးတစ်ချက်ချင်းစီကြည်တော်ပေးပါဝိုက်သားရဲ့တိခအခြေခံမှာဆိုရင်တော့နှစ်ချက်ပဲရှိတယ်ရင်သားရဲ့တိခအခြေခံချက်က၃ချက်၃ချက်ရှိပါတယ်နော် စာအုပ်ထွက်လာလို့ရှိရင်သွင်းကျင်ညာပြကျင်ညာပါမယ်နော်သွင်းစာအုပ်မှာဘယ်လိုပုံစံလဲပါလဲဆိုတော့သွင်းရစာအုပ်မှာဆိုဘယ်လိုပုံစံလဲပါလဲဆိုတော့အဲ့ဒီအချက်အဝိုက်သားရဲ့ဒီကအခြေခံချက်ဒီဒီဇိုင်းပေါ့နော်ဒီဒီဇိုင်းဒီဇိုင်းမှာဆိုရင်ပထမအုပ်ဆုံးဘယ်ချက်ကိုဆွဲရမလဲဟိုဒီဇိုင်းဆိုပထမအုပ်ဆုံးဘယ်ချက်ဆွဲရမလဲဆို A B C အဲ့ဒီအချက်ကိုကြည့်သွားယုံနဲ့တတ်ပြီနော်အဲ့ဒီအချက်ကိုတစ်ချက်ချင်းစီ ကြည့်ပြီးတော့ဆွဲလိုက်ရုံပဲเนาะဒါဆိုရင်ကိုလိုချင်တဲ့ဒီဇိုင်းပုံစံရလာမှာပါเนาะအဲ့ဒီခုကဆိုတော့တွန်းစားအောင်ဆိုရင်ဒီဇိုင်းပုံစံအမျိုး20ပါတယ်အောက်မှာဘလိုပုံစံပါလဲဆိုတော့ဒီနောက်ကျောအပြဲတက်တက်5ဆုံးဒီလိုမျိုးပခုံးစားတက်တက်5ဆုံးနောက်ပခုံးပြီးတက်တက်5ပုံစံ5မျိုးအဲ့လိုမျိုး5အကောင်လုံး5မျိုး5မျိုးထည့်ထားတယ်เนาะအာစင်ဒီနဲ့လာလက်မလာလာနှမနဲ့ပါအာခင်ချိုခင်ချိုလက်မနဲ့ပါเนาะတွန်းစင်ဒီမဟုတ်လက်မနဲ့ပါ ပြောတဲ့အချက်တွေကိုတစ်ခုချင်းစီကြည့်ပြီးတော့ဆွဲသွားပါအခုကိုလိုချင်တဲ့ဒီဇိုင်းရလာမှာပါเนาะဒါဆိုရင်ကြည့်ကြရအောင်ဒီဇိုင်းပတ်တန်မှာကြတော့ဒါတစ်ခုနဲ့တစ်ခုမတူတဲ့အတွက်ကြောင့်လို့ပတ်တန်ပြင်းနေယူပေးရမှာမယ်နှာချမ်းကကြတော့ဘာလို့ပတ်တန်ပြင်းနေယူလဲဆိုတော့နှာချမ်းမှာဆိုရင်ဒီ သူရကြောမှာဆိုရင်ဒီမှာအာဗလဲကြောအပြဲတစ်ခုနဲ့ဒီဒီကဒီကအပတ်တစ်ခုဒါဆိုရင်ကျွန်တော်နှစ်ဖက်ကလည်းသူမညီနေဘူးเนาะဒါကြောင့်မလို့နှစ်ဖက်ကလည်းဒါကညီတယ်ဒါပေမဲ့သူရအဖက်ကကြောပြည့်တစ်ဖက်နဲ့ကြောဟိုက်တစ်ဖက်အဲ့လိုမျိုးတစ်ဖက်နဲ့တစ်ဖက်မညီတဲ့အတွက်ကြောင့်မလို့နှာချမ်းမှာလည်းပတ်တန်ပြည့်နဲ့ယူပေးရမယ်เนาะချက်ချမ်းမှာလည်းပတ်တန်ပြည့်နဲ့ယူမယ်နှာချမ်းမှာလည်းပတ်တန်ပြည့်နဲ့ယူပါမယ်ဒါဆိုရင်ကြည့်ကြရအောင်ဒါဆိုကြည့်ကြရအောင်เนาะဒါဆိုရင်ပုံတိလားထားဆိုအမြင်ရလား တတဲချာလက်ကြည့်မယ်နော်တတဲချာလက်ကြည့်မယ်ကိုနားမလဲတဲ့နေရာဆိုချက်ချင်းမေးပါကိုချက်ချင်းပြန်ပြေပေးပါမယ်အခုကိုပညာဌာနပေးပြလို့ရှိရင်နောက်တရက်ကိုအားရရမှာဆိုရင်အာအစ်ဒီခုပေးတဲ့ပညာဌာနကိုအကျိုးရှိနဲ့အကောင်းချပြလို့ရှိရင်ကိုအင်ဂျင်နာကိုဝတ်ကြည့်နော်ကိုဝတ်ဆောင်နဲ့ကိုဝတ်ကြည့်ပါချောက်ကြည့်ပါအဲပထမဦးဆုံးနဲ့ပထမဦးဆုံးနဲ့တော့ပြောတဲ့ချင်တာကကြတော့ပခေါင်းကနေပခေါင်းကနေလေတုံမောလေခွဲဆင်းလိုက်မယ်နော်ဒါနောက်ချမ်းပတ်တန်လေးပါပခေါင်းကနေလေတုံမောလေခွဲဆင်းလိုက်မယ် ဒါကြတော့ပခုံးကနေလေးသုံးပေါက်လေးဆင်းလိုက်မယ်ဒါနံပါတ်8ချက်နံပါတ်8ချက်ပထမဦးဆုံးဒါဆိုသုံးစားဆွဲနေပြီနော်ပခုံးကနေတောင်းလမခွဲသုံးပေါက်လေးလမဆင်းလိုက်မယ်ဒီဘက်ကတောင်းလမခွဲဆိုရင်ဟိုဘက်ကလည်းတောင်းလမခွဲဆင်းမယ်ဆင်းလို့ရှိရင်မြင်းဖြတ်ကြောင်းတိုင်းမယ်ဒါအနာချမ်းပတ်တန်လေးပါနော်အဲအဲ့လိုမျိုးမြင်းဖြတ်ကြောင်းတိုင်းလိုက်မယ်တိုင်းလို့ရှိရင်အဲအဲ့ဒါကကြတော့လော့ဆန်ဂျက်အေးလေးပါအဲ့လိုမျိုးလေးလက်မသုံးဖို့ပလက်မဖဲဖဲစင်းတာလေးကကြတော့လော့ဆန်ဂျက်အေးလေးပါဒီဘက်လက်ထိုးတူပဲเนาะဒီဘက်လက်ထိုးတူပဲ မတော်ရေးတာနော်တုံးနဲ့ချွေးပေးမယ်အဲအဲ့ဒါလော့ဆန်ချက်အေးလေးပါနော်ဒါဆိုရင်လော့ဆန်ချက်ပြီးသွားမယ်လော့ဆန်ချက်ပြီးသွားမှလေကားကြတော့ဘယ်လိုလဲဆိုတော့ကြည့်ချရအောင်ဟွန်းဒါဆိုရင်ဂျင်တာဘက်ဂျင်တာဘက်မှာဆိုရင်တွန်80ဘက်မှာဆိုရင်တွန်နှစ်လက်မနဲ့နှစ်စိတ်ဝင်ပါမယ်။နောက်ပြောဒီဝိုက်တာဘက်ဒီဝိုက်တာဘက်ချမ်းမှာဆိုရင်တော့တွန်တို့တစ်ခွဲဝင်ပါမယ်နော်။ဒီကြောအဟိုက်တွက်ဆိုရင်နှစ်လက်မနဲ့နှစ်စိတ်ဝင်လို့ရှိရင်ကြောအပြည့်တွက်ဆိုရင်တစ်လက်မခွဲပဲဝင်ပါမယ်နော်။အဲ့ဒါကြတော့လော့ဆန်ချက်ပီလေးပါ။ นั่ามิละถ้าส่วนตะเพนนั่นตะเพนซาลาเจมุดูมันไปเพื่อส่วนจออาหารเงีจออาหลงจออาหารส่วนนั่นละมันนั้นนใส่ซาบรสชินจออาหลงส่วนนั่ละมาแควยเบสซาบรสชินเอ็กคู่กูซาาได้อัตายเบเชินาชันใจนะวายไล่ปามะเอ็กคู่กูวินท่าได้อัตายเบน่าชันใจเอาไว้ยอัไายเบวายไล่ปามะเนาะที่เพิ่มาส่วนนั่นละมันนั้นใส่ซาบรสชินที่เพิ่มาส่วนตรงนี้ท่าเพิ่มเอาว้ท่าเพิ่มาส่วนนั่ละมาแควยเบสซาบามะซาลามดูเนาะเอ็กคู่ตรงอกองยีท่าได้ตรงเนี้ยเดี๋ยวสาวท่าเดีคู่สาวท่ามประจันเดียกองเนาะ ဒီပတ်တန်ကြီးလာတဲ့နဲ့ကိုဆွဲလွတ်တာပါပြီเนาะဒါဆိုရင်နမစီချက်ကြည့်မယ်ဒါဆိုရင်ပခေါင်းကနေဟုံးပြမယ်เนาะဒီဝိုက်ဒါဒီကျိုးနဲ့ပြန်ဆက်ဖို့အတွက်เนาะရင်းဆောင်နှစ်လက်မနဲ့နှစ်စိုက်အရင်ဖယ်မယ်နောက်တော့ဒီကိုလိုချင်တဲ့ဒီအကျိုးပြားလေးတတ်မယ်ကိုလိုချင်တဲ့ကျိုးပြားကကြတာနည်းဆောင်သလက်မအများဆုံးနှစ်လက်မထိယူနိုင်တယ်အခုသွန်ကဆိုရင်အာသလက်မခွဲယူထားတယ်เนาะရင်းဆောင်ပြန်ပြမယ်ပခေါင်းကနေနှစ်လက်မနဲ့နှစ်စိုက်အရင်ဖယ်မယ်နောက်တော့ကိုလိုချင်တဲ့ကျိုးပြားလေးတတ်မယ်အခုသွန်လိုချင်တာကသလက်မနဲ့နှစ်စိုက် ခြားပြီးလို့ရှိရင်တလက်မခွဲယူထားတာလေးပါเนาะဒါဆိုရင်ဒီဘက်ပြီးတော့ပြီးတွေ့လားဒါဆိုရင်ရင်သားဘက်ဒီဘက်ရင်သားဘက်သွားတဲ့ခါမှာဆိုရင်ကိုယ်ထက်ကနေမြင်းတက်တက်ဆွဲလိုက်မယ်ဘယ်20ညာ20စပြီးလို့ရှိရင်ရင်မြင်းနဲ့ဆက်သွားမယ်ရင်မြင်းဆက်ပြီးလို့ရှိရင်သောက်ွယ်ပြန်ဖြီးပေးပါเนาะရင်မြင်းနဲ့ဆက်ပြီးလို့ရှိရင်သောက်ွယ်ပြန်ဖြီးပေးပါနောက်တော့နောက်တစ်ချက်သွားတာလေးကားကြတော့အဲ့ဒီတက်ခွဲဝင်ထားတဲ့အမှတ်ကိုကြတော့ဒီရင်သားမြင်းနဲ့လက်ဆက်လိုက်မယ်တွေ့လားရင်သားမြင်းနဲ့လက်ဆက်မယ်ဟိုဘာလဲအဲ့ဒါကကြတော့အင်း အော်နောက်ပြီးတော့စဝလလို့ရှိရင်ဈေးမဟာရအောင်ဤဒီဈေးထဲတဲ့နေရာလေးကိုကြတော့ဘယ်20ညာ20ကိုခါးပတ်လေထိဆက်လိုက်မယ်နော်ဘယ်20ညာ20ကိုခါးပတ်လေထိဆက်လိုက်ပါမယ်ဘယ်20ညာ20ကိုခါးပတ်လေထိဆားရမယ်အဲ့ဒါဆားရမယ်နော်ဆားမှတာနဲ့ဒီနှာချမ်းကကြတော့ကိုနဲ့အဲ့လိုမျိုးကက်ကက်လေးတစ်ချက်လေးရမှာပါနော်ငယ်ပြီးမဆားလို့ရှိရင်ဟာမှာနောက်ပြီးတော့နှလမ်းမနဲ့20ဝင်ထားတာလေးကိုကြတော့နှာချမ်းချမ်းအတိုင်းပဲဝိုင်းလိုက်ပါမယ်နော်နှာချမ်းချမ်းဝိုင်းနဲ့ဝိုင်းလိုက်ပါမယ် ဟုတ်လားနောက်ပြီးတော့အဲ့လိုမျိုးဒီဒီဒီအချိုးလဲကကြတော့ကိုထဲနဲ့ဟုတ်လားကကရချလေးဖြစ်ဖို့အတွက်ငါးစိတ်စားပေးပါနော်ဒါမစားလို့မရဘူးအကယ်၍မစားလို့ရှိရင်ဒီညမှာသူဟနေလိုက်မယ်ဒါကြောင့်ငါးချပတ်တာမှာဆိုရင်အဲ့ညညာလေးကိုငါးစိတ်စားပေးရပါမယ်ဒါကကြတော့ချုံရင်ချက်ပေါ့နော်ဒါကကြတော့ငါးစိတ်စားပေးပါဒါဆိုရင်နောက်ချပတ်တန်လေးညှက်လိုက်ရုံပါပဲနော်ဒါဆိုရင်ခက်လားအခုသွန်းပြောတော့အနာချပတ်တန်လေးခက်လားမခက်ဘောတစ်ချက်ချင်းစီပဲအခုသွန်းပြောတော့လို့အချက်ချင်းစီပဲသွားလိုက်ရုံပါပဲเนาะချော့ကြည့်เนาะချော့ကြည့်เนาะမနှက်ဖန်ကိုအားလဲချိန်ဂျိုင်း ချောက်ကြီးပါအခရွေးနားမလဲတာချင်းကိုရက်စီပီမှာချက်ပြီးရအတိပတနာပတ်သက်ပြီးစီပီမှာချက်ပြီးလာရောက်မင်းများနိုင်ပါတယ်နော်ဒါဆိုရင်နောက်ချမ်းပတ်တန်ရှင်းလိုက်မယ်တော့ထင်ပါတယ်ဒါပတ်တန်၁ပတ်တန်၂အုံးပိုင်းထားပေးတယ်နော်ဒီအပိုင်းလေးကကြတော့ပတ်တန်၃ပိုင်းလေးပါဒီရင်သားနဲ့ white down နဲ့တွဲတဲ့အပိုင်းလေးကကြတော့အမ်အပိုင်းကကြတော့မဖြတ်ဘူးเนาะဒါကကြတော့6လိုက်ရုံပါပဲတွေ့လားဒါဆိုရင်6ဆာကကြတော့ဒီအပိုင်း1မှာ6ဆာ6 site coverage ရှင်အပိုင်း2ကကြတော့ကိုတိယူလိုက်မယ်เนาะတင်းနဲ့နှစ်နဲ့ ဆက်အမျက်ဘာကိုညှပ်ထောက်ပြီးလို့ရှင်ပြန်ဆက်ရမှာဟောဒါကြောင့်မလို့ပက်တန်တစ်ကို၆စာ၆ဆက်ထည့်ပြီးလို့ရှင်ပက်တန်နှစ်ကိုကတိပဲညှပ်ပါမယ်နောက်ပြီးတော့ဒီအလဲကဆိုရင်ဒီတင်းနဲ့နှစ်နဲ့ဆက်ပြီးလို့ရှင်အဲတင်းနဲ့နှစ်နဲ့ပေါင်းနဲ့ပြန်ဆက်ရမှာဟောဒီအလဲကဆိုရင်စစ်ခေါစာနလမခပေးပါနော်အဲ့လိုမျိုးစစ်အဲ့လိုမျိုးအဲ့လိုမျိုးသားတွေစားတဲ့အခါမှာဆိုရင် တဖန်နဲ့တဖန်ညီရအောင်အဲ့လိုမျိုးထောက်လို့ပြန်ညှိပေးရတယ်နော်ဘာဖြစ်လဲဆိုတော့ဒီလိုမျိုးတဖန်တဖန်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါစားတဲ့အခါမှာဆိုသူမညီဘူးဒါကြောင့်မလို့တို့သားတွေအရင်ညှိပြီးမှသာလဲညှပ်ဖောက်ရလို့ရမှာဘာသာမှသာလဲစိတ်ထက်တဲ့အခါမှာဆိုတဖန်နဲ့တဖန်နဲ့တူညီမှာအကယ်၍ဒါမညှိပဲဒီတိုင်းပဲညှပ်ထောက်ခဲ့မှဆိုရင်ပိုက်စားကတူညီဘူးတဖန်နဲ့ဖန်နဲ့တူညီဘာဖြစ်လဲဆိုတော့ဒီအလဲဆန္ဒမှာတို့တွေထောက်စားထားလို့နောက်ပြီးတော့လက်ဘင်းကကြောင့်ဒီလိုမျိုးလေးသားပေါ်ဆန်မဟုတ်ဘူးသူ့လက်ဘင်းကတဖန်အောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘာတွေညှိပြီးမှသာလဲပတ်တန်းညှပ်ပေးပါနော်အဲ့ဒါအထက်ကအရေးကြီး ဆုံးချက်ပါပဲเนาะပထမကတမ်းပြောမယ်เนาะဒါကိုညှိပြီးမှသာလင်းပထမကိုညှပ်ပေးပါဒါဆိုရင်နားလည်လိုက်မလို့တုံးထင်ပါတယ်ဒီနားချပတံအတွက်နားလည်လိုက်မလို့တုံးထင်ပါတယ်နော်ဒါဆိုရင်ရှစ်ချမ်းပတံလဲသွားကြအောင်နားချပတံပြီးသွားပြီနော်ရှစ်ချမ်းပတံလဲသွားကြအောင်ရှစ်ချမ်းပတံမှာဆိုဖာလမဟုဆုံးချက်နေနဲ့ဖာနာအတိုင်းပဲနံပါတ် A ချက်နေနဲ့တို့တွေ၄ခွဲစင်ပါမယ်နော်၄သုံးဖို့ ဟုတ်တယ်ဟုတ်တယ်လိုင်းလို့မကောင်းဘူးဟုတ်တယ်ပခေါင်းကနေပခေါင်းကနေလေးခွဲဆင်းလိုက်မယ်နော်အဲလေးခွဲဆင်းတာနဲ့မှတ်ကိုမြင်တတဲ့ဆွဲလိုက်မယ်အဲဒါကလော့ဆန်ချက်အေတွက်ပါအဲဒါကကြတော့လော့ဆန်ချက်အေတွက်ပါနော်လော့ဆန်ချက်ဘီကကြတော့အဲ့ဒီလေးခွဲဆင်းတာနဲ့မှတ်ကိုအတွင်းဘက်ကိုတလမဝင်ပါနဲ့နော်ဒီဝိုက်တာဘက်လည်းတလမဝင်မယ်ဒီရင်သားဘက်လည်းတလမဝင်ပါမယ်အဲ့လိုမျိုးတလမဝင်ပြီးလို့ရှိရင်ရှေ့ချမ်းချိုင်းအတိုင်းပဲဝိုက်လိုက်ပါမယ်နော်ဒီနောက်ချမ်းမတာဝင်လာခြင်းမတူတာဒီရှေ့ချမ်းမှာဆိုရင်လည်းဝိုက်တာလည်းတလမပဲဝင်မယ်ရင်သားမှာလည်းတလမပဲဝင်မယ်နော် သူကကြတော့တတူပဲဝင်လို့ရတယ်ဒါကကြလော့ဆာချက်ပီလေးပါနော်ဒါဆိုရင်လော့ဆာချက်စီလော့ဆာချက်စီကကြတော့ဝိုက်တာမှာလော့ဆာချက်စီမရှိတော့ဝိုက်တာဝိုက်တာမြင်းပဲရေးလိုက်ရုံပဲနော်ဒါကြတော့ပါရေးနေဆိုတာ back queen နဲ့ဒါလေးပါနော် back queen နဲ့ဒါလေးပါ ဆန္ဒကလောက်ဆန်ချက် A ကိုသွားနှတ်ဖက်ဆော့ပန်နဲ့ပြန်ရင်းနေတာလေးပါနော်အဲ့ဒါလောက်ဆန်ချက် A ဒါကလေးလက်မဆင်းတာလေးပါနောက်ဒီဘက်လဲထိုးတူပဲလောက်ဆန်ချက် A ကကြတော့လေးလေးလက်မခွဲလာမသိဘူးနော်နှတ်ချမ်းကလေးဆင်းလို့ရှိရင်ရှေ့ချမ်းမှာလေးလက်မခွဲဆင်းပါမယ်လိုင်းမကောင်းဟုတ်ကဲ့အခြားသူတွေ့ရောကြည့်လို့ရလားလိုင်းထင်းနေလားလိုင်းကမကောင်းတော့တော်ညလိုင်းတိတယ်လိုင်းကကြတော့ ဒါဆိုရင်အတွင်းဘက်ကိုတလမဝင်တာလည်းပါလောက်ဆောင်ချက်ပြီကကြတော့ fat sans လောက်เนาะအတွင်းဘက်ကိုတလမစီဝင်မယ်ဝင်လို့ရှိရင်ရှစ်ချန်ဈာအတိုင်းပဲဝိုင်းလိုက်မယ်เนาะဝင်လို့ရှိရင်ရှစ်ချန်ဈာအတိုင်းပဲဝိုင်းလိုက်ပါမယ်အင်းဂျင်သားဘက်မှာဆိုရင်လောက်ဆောင်ချက်စီကကြတော့ဂျင်သားဘက်မှာဆိုရင်ကိုယ်ထက်ကနေမြင့်တက်တက်ဆွဲလိုက်မယ် ကိုထက်ကနည်းပြင်ရင်သားပဲเนาะဒါကိုထက်ကနည်းမြင်းတက်တက်ဆဲမယ်မြင်းတက်ဆရွှေရှင်ပဲ40ညာ40ယူလိုက်မယ်နောက်ပြီးတော့ဒီဘက်ကကြုံရင် white top ပဲ white top ပဲရလောက်ဆန်ချက်စီကကြတော့ white top မြင်းရေးလိုက်ရုံပဲเนาะ white top မြင်းရေးလိုက်ပါမယ်ဘာပြမယ်ရှင်သားပီရဲ့လောက်ဆောင်ချက်စီကကြတော့ကိုထက်ကနေမြင်းသက်ဆက်လို့ရှိရင်ဘယ်လေးဆက်ညာလေးဆက်ယူမယ်ဝိုက်တောက်ရဲ့တေကချက်စီ အလားဆန်ကြစီလေးကကြတော့ white top မြင်တဲ့ကြောင်ဆွဲလိုက်မယ်ဒါကကြတော့ကြည့်လို့ရပါလားအော်ဟုတ်ကဲ့ဟုတ်ကဲ့ဒါကကြတော့တိကချေခံချက်တွေပဲသုံးသွားတာလေးပါနော်ဒါဆိုဘာမဟုတ်ဘူးနော်တိကချေခံချက်တွေပဲသုံးသွားတာလေးပါဒါဆိုရင်ဒီရင်သားဘက်မှာဆိုရင်လော့ဆန်ကြစီလေးကကြတော့ဘယ်လေးဆဲညာလေးဆဲယူတာလေးကိုသုံးပြန်မှတ်နေတာလေးပါနော်နောက်တစ်ခါမှတ်မေးရအောင်နောက်တစ်ခါပြန်ကြည့်လို့ရှိရင်ပြန်မှတ်နေတာလေးပါနောက်တော့ white top မှာဆိုရင်လော့ဆန်ကြစီက white top မြင်တဲ့ကြောင်ဆွဲနေတာလေးပါဒါကကြတော့အတိကချေခံချက်တွေပဲသုံးသွားတာလေးပါနော်ဘာမှဆန်ဆန်ပြားမဟုတ်ဘူးနော်နောက်တစ်ခုကကြတဲ့ ီအလဲခွဲနေပြီနော်ဒီအလဲမှာကြတော့အလဲစန္ဒာမြင်းကနေဘယ်20ညာ20လာတုံးယူလိုက်မယ်နော်ပခွန်ပြလက်မှာဆိုပေါ့စံတုံးမျိုးနဲ့တော့အသေးစိတ်ပြထားပေးတယ်နော် CPU လာပေးပါတုံးပြညှုံပေးမယ်ပယ်လိုက်ပယ်နေပယ်ပယ်ပယ်သောငါဆွထားလဲဆိုတော့တုံးပြညှုံညှုံပေးမယ်နော်ဒီလိုက်ပီရှင်တုံး CPU လာပေးပါဒီပခွန်ပြလက်ပခွန်ပြလက်ပခွန်ပြလက်ညာနေအသေးစိတ်တုံးတင်ပေးတာလည်းရှိတယ်နော် online class လေးတင်တာလည်းရှိလားကျွန်မအရှိပါတယ်ရှိပါတယ်အခု3ရက်တင်တာလို့ဆိုရင်26ရက်ရှိနေပါပြီเนาะရှိပါတယ် อืมအခုတင်တာမပိတ်ခင်အမကတွန်းအထူးကျင်းနဲ့ရမှာပါเนาะဒါဆိုရင်တွန်းကားဆိုရင်ဒီနေ့ကကြတော့ဒီနေ့ကကြတော့တွန်းရဲ့ပတ်တာစာကိုအကောင်လုံးဆိုင်ကိုရောက်သွားပြီเนาะတွန်းဆိုင်တော့ပို့ပြီးတပ်ပေါင်းလေးရယူပြီးတော့မကြခင်တွန်းရဲ့စာကိုထွက်တော့မယ်เนาะစာကိုထွက်လဲစာကိုလည်းအပေးလို့ရတယ်စာကိုမှဆိုရင်တွန်းပြောမယ်ဒီစာကိုစရွက်ရတာနဲ့ဟာကိုပက်တန်ရေးချလိုက်ရောပဲเนาะပက်တန်ထဲမှာဆိုင်အောက်ထဲမှာအပီးပါတယ်ဘာ A လောက်ဆိုင်ချက် B လောက်ဆိုင်ချက် C လောက်ဆိုင်ချက်ဒီလိုမျိုးသူခုချင်းစီကိုလိုက်လောက်ရောပဲကိုလိုချင်တဲ့စာရမှာပါเนาะဒါဆိုရင်တွန်းရဲ့စာစာအောက်မှာဆို ့သူ့ရဲ့ design ကကြတော့မျိုး20ပါပါတယ်အာဒါဆိုရင်တွန်းဆက်သွားမယ်နော်ဒါဆိုတွန်းဆက်သွားမယ်ဒါဆိုရင်တွန်းဆက်သွားမယ်ခုတွန်းသွားနေတာလေကကြတော့ white တရဲ့ဒီကအခြေခံချက်ရင်သားရဲ့ဒီကအခြေခံချက်နားလဲဟော ဝိုက်တာရဲ့ဒေကခြေခံချက်ကနာ၃ချက်၃ချက်ကကြတော့ပခုံးကနေ၄ခွဲဆင်းမယ်နောက်ပြီးတော့အတွင်းဘက်ကိုတလမဝင်မယ်ရှစ်ချမ်းကြိုင်းတိုင်းပဲဝိုက်မယ်နောက်ပြီးတော့ဝိုက်တာမြင်းတစ်ချောင်းဆွဲမယ်ဝိုက်တာပြပီပီရင်သားဘက်မှာဆိုရင်ရင်သားဘက်မှာဆိုရင်ပခုံးကနေ၄ခွဲဆင်းမယ်အတွင်းဘက်ကိုတလမဝင်မယ်နောက်ပြီးတော့ကိုထက်သားကနေမြင်းတစ်သက်ဆွဲမယ်ပေလေးဆိုင်ညာလေးဆိုင်ယူလိုက်မှဒါကကြတော့ဝိုက်တာအတွက်ဒီကခြေခံချက်ပြပီနောက်ပြီးတော့ဒီဇိုင်းအပိုင်းတွေထွင်သွားမယ်နော်အခုသုံးပီရီယိုဖီတာနဲ့ဆိုင်ပတာအပိုင်းတွေစားထွင်တော့ပြီပဲပဲအချက်လက်ဆိုတာဒီအခွဲအချက်လေးပါဒီခွဲ လဲကြတော့ကိုဒီလိုမျိုးဝဝယူလို့ရတယ် တက်တက်ယူလို့ရတယ်ဝီပုံစံယူလို့ရတယ်ဒါကြတော့ကိုယ်စိတ်ကြိုက်ဒီဇိုင်းထွင်နိုင်တယ်နော်လေဆန်တာမြင်းတက်တက်ကနေဒီဝိုက်တာပက်ချန်ကိုနှစ်စိတ်ဝင်လိုက်တယ်နဲ့ဒီဝိုက်တာပက်ချန်မှာနှစ်စိတ်ကွဲသွားတယ်ရင်သားလေဆန်တာတက်ကနေဒီရင်သားဘက်မှာနှစ်စိတ်ဝင်လိုက်တာနဲ့ဒီရင်သားရဲ့နှစ်စိတ်ကွဲသွားမယ်ကိုပြောနားလဲလားဒါကြောင့်မလို့နှစ်ဖက်ညင်တူညင်မှညင်တူညင်မြှကျူမယ်လေဆန်တာမြင်းကနေတစ်ဖက်ကိုနှစ်စိတ်ဝင်ရင်ကျန်တဲ့ဖက်လည်းနှစ်စိတ်ဝင်လိုက်မယ်နော်ဒါဆိုရင်ဘယ်နှစ်စိတ်ညာနှစ်စိတ်ယူလိုက်မယ်အကလည်းဘယ်နှစ်စိတ်ညာနှစ်စိတ်ယူလို့ရှိရင်ကိုငါကြတော့မြင်း င်းတက်တဲ့ပဲယူလိုက်မယ်နော်အဲ့ဒီမြင်းတက်တဲ့ဆိုတာဒီဒီဝတ်ဆောင်မဟုတ်ဘူးနော်ပြီးခဲ့တဲ့ဝတ်ဆောင်ဟိုတွန်းတင်ထားတာရှိတယ်ဒီလိုမျိုး V သဆောင်းနဲ့လေအခုတွန်းပြမယ်အခွဲဒီဇိုင်းပုံစံလေးကအခုလိုမျိုးလေးစိုက်တက်တဲ့ခွဲချတာလေးပါနော်အဲ့ဒီအဲ့ဒီဝတ်ဆောင်လေးနော်အခုပက်တန်ကကြာတယ်အဲ့ဒီဝတ်ဆောင်ဒီဝတ်ဆောင်မဟုတ်ဘူးနော်အဲ့လိုမျိုးတွန်းမြင်းတက်တဲ့ပဲဆွဲမယ်နော်အကဲရကို V ပုံစံယူလို့ရှိရင် V ပုံစံဆွဲလို့ရတယ်နော် V ပုံစံဆိုရင်အာကဲရကိုဝီဘွန်ဆန်လိုလို့ရှိရင်ဝီဆန်ဝီဆန်ဆန်ဆွဲလို့ရတယ်ဒီဒီဒီဒါလက်ကကြတော့တုံးတက်တက်မဟုတ်ဒီလိုမျိုးဝိုက် ပစ်ကွင်းနဲ့ဝိုက်ထားတာလေးပါနော်အပေါ်က message ယူလို့ရှိရင်အကဒီလိုမျိုးဝိုက်ထားတာလေးပါအခု design ကကြတော့ပစ်ကွင်းနဲ့ဝိုက်ထားတာလေးပါနောက်ပြီးတော့အာမြင်းတက်ယူလို့ရှိရင်ဒီလိုမျိုးမြင်းတက်နှစ်ဆိုင်ကိုမြင်းတက်ဆွဲမယ်အကဲရုပ်ဝီပုံစံဆိုဘယ်လိုမျိုးလဲဆိုတော့အပေါ်ကနှစ်ဆိုင်ဝင်ပြီးလို့ရှိရင်အောက်မှာနှစ်ဆိုင်မထွက်တော့ဘူးနော်အောက်မှာနှစ်ဆိုင်မဝင်ဘဲနဲ့တက်တက်ဆွဲချလာဒီလိုမျိုးဝီပုံစံဆွဲတော့တာလေးပါဒီအဲ့ဒီဘာသာဆောင်မှာဆိုရင်အခုပက်တန်ဆွဲထုံးကြီးပါပါတယ်နော်ဒီပက်တန်ဘယ်လိုဖြစ်လာလဲဘယ်လိုဆွဲရလဲနောက်ပေါ်ပြောရမယ်ဆိုပက်တန်တစ်ခုရဲ့နောက်ဘယ်လိုဆွဲရလဲ အဲ့ဒါပါပါတယ်နောက်ပြီးတော့ပုံတို့ဘယ်လိုဆွဲရလဲအဲ့ဒါပါပါတယ်နော်ဒါဆိုရင်စက်ကြည့်မယ်ဒါဆိုတော့တော့ဆက်ဆက်ပြသမယ်နော်ဒါဆိုရင်အတိတ်အခြေခံချက်လွတ်ပြီးတော့ပြီးဒီအခွဲလေးရသွားပြီဟောဒီအခွဲလေးလေးနားလည်သွားပြီဟောအင်းဒါဆိုရင်တွန့်ပတ်တိုင်းလည်းဆိုကြည့်ကြရအောင် ဒါကြတော့ကော်လန်စားတိုင်းနေပြီနော်ဒီကော်လန်အပြားလေးစားတိုင်းနေပြီအဲ့ဒီကော်လန်အပြားကကြတော့ကိုပလလိုချင်လဲအနည်းဆုံးတလမဒါလမခွဲအများဆုံးနှစ်လမကိုစဲကြယူလို့ရတော့ပြပြမယ်ဒီကော်လန်အပြားဆိုတာကဒီအဝိုက်လေးကိုလိုက်ပြီးတော့ရှင်ယူပေးပါဒီအဝိုက်ပုံစံအတိုင်းပဲသူ့ရဲ့အပြားလေးကကြတော့ဒီအပေါ်ကအဝိုက်ပုံစံအတိုင်းပဲရေးပေးပါနော်သူ့ရဲ့အပြားလေးကကြတော့အနည်းဆုံးတစ်ခွဲအများဆုံးနှစ်လမသူ့ကိုသုံးဝိုက်ထတာလေးကကြတော့အာတလမနဲ့60 ပုံမှန်ပေါ့နော်ပုံမှန်အပြားဆိုရင်တလက်မှတ်60အများဆုံး2လက်မှတ်ထိပဲယူပေးနော်ဒီထက်2လက်မှတ်သက်ကြီးလို့ရှိရင်မလှဘူးတစ်ခွဲထက်ငယ်လည်းမလှဘူးနော်အငယ်အနည်းဆုံးတလက်မှတ်ခွဲအများဆုံး2လက်မှတ်အခုသုံးယူတဲ့ကွန်လန်ပြားလေးကိုဆိုတော့တစ်သရမ6ယူထားပါတယ်နော်ဒါကြတော့ကိုလိုချင်းတဲ့ဒီဇိုင်းပုံစံအလုံးကိုတိပတန်ထဲမှာပဲရေးပေးပါနော်ဒါဆိုရင်အာဒါဆိုဝိုက်သားမှာဆိုရင်တွေ့လား တို့လားဒီနေရာလေးကိုကြတော့ပေတန်နဲ့တန်းလို့ရတယ်ဒီမှာတက်တက်ပဲပေတန်လို့တန်းရတယ်ဒီအနားမှာဆိုတော့ပေကွေနဲ့ဝိုက်ထားတာလေးပါနော်ဒီနေရာမှာအဝိုက်ရှိတဲ့တော့ကြောင့်မလို့အဲ့ဒီနားလေးကိုတော့ပေကွေနဲ့ဝိုက်ထားတာလေးပါနော်တွေ့တယ်ဟုတ်ဒါကြတော့ဒါကြောင့်ရင်သားရဲ့ဒီကအာရင်သားရဲ့အခြေခံပက်တန်ကနေဒီဇိုင်းထွင်တာလေးပေါ့နော်အတိတ်ကအခြေခံချက်ပြီးလို့ရှိရင်သူလိုချင်တဲ့ဒီဇိုင်းကိုထပ်ဖြစ်နေတာလေးပါဒီတစ်ချက်ပဲနော်ဝိုက်တောက်မှာဆိုရင်အာရင်သားမှာဆိုဒီတစ်ချက်လေးပဲဒီကော်လံပြားတစ်ခုလေးပဲပို့သွားတာလေးပါနော်ဒါဆိုရင်ဆက်ကြည့်ပါမယ် ဒါဆိုရင်သူပါပြောလက်ချက်ဆက်ကြည့်ပါမယ်နော်နာဘရာ TV ပုံစံတွေ့လား TV ပုံစံ white တော့ရင်သားတော့အာဘာလဲရင်သားတော့အလွန်ပြီးတော့ပြီး white တော့ပဲသွားနေတာလေပါဒီ white တော့မှဆိုရင်ဒီ level ကဘလို့ရဲရလဲဆိုတာကြည့်ကြမယ် level ကကြတော့နှာချမ်းမှာနှစ်လက်မနဲ့နှစ်ဆက်ယူထားတဲ့အမှတ်အတိုင်းပဲဒီပခုံးလေးမှာပြန်ရထားတာလေးပါเนาะနောက်တော့ပြန်ရထားတာလေးပါ နာချမ်းမှာဆိုရင်ဒီနာချမ်းမှာဆိုရင်နှစ်လက်မနဲ့20ဝင်မယ်နောက်တော့ဒီဒီအပြားလေးကကြာတော့တစ်ခွဲဝင်မယ်ဟုတ်လားအဲ့ဒီအမှတ်အတိုင်းပဲဒီရှစ်ချမ်းမှာပုံတူလက်ကူထားတာလေးပါเนาะအင်းဖာလမအမှတ်မှာဆိုရင်ဒီလက်ဘင်းနဲ့လက်ဆက်မယ်တို့လားဖာလမအမှတ်တစ်ခွဲအမှတ်မှာဆိုရင်ဒီလက်ဘင်းနဲ့လက်ဆက်မယ်အဲ့လိုမျိုးလက်ဘင်းဆက်တဲ့ခါမှာဆိုရင်ကိုကကြာတော့ဒီလိုမျိုးဝီပေါ်စံပြူဘက်နဲ့ဝီပေါ်ဖောင်းလေးလို့ဝီတအားဖောင်းမောင်းနည်းနည်းလေးမမသိမသာလေးဘယ်မဖောင်းလို့ချင်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဝီကတိထိကနေတဲ့ဝက်ဝက်ဝက်လို့ရှိရင်အပေါ်ကိုနှစ်ဆိုင်လောက်တက်เนาะနှစ်ဆိုင်တက်လို့ရှိရင်ပစ်ကွင်း င်းနဲ့ဝိုက်ပါဒါမှဒါဆိုရင်သူသူသူလိုချင်တဲ့ဝီပွန်ဆန်ကဒါကြတော့အာဝီပွန်ဆန်တော့တက်မဟုတ်ပဲနဲ့ပေါင်ပေါင်လေးဖြစ်သွားမယ်နော်အကယ်၍ကိုပေါင်ပေါင်မများလိုချင်လို့ရှိရင်တလက်မထိတက်လို့ရတယ်ပုံမှန်ဆိုရင်၄စိတ်နော်ဒါကြတော့နည်းနည်းပဲလိုချင်တဲ့အတွက်ကြောင့်မှတ်စိတ်စာပဲတက်ထားတယ်နော် ဒါဆိုရင်ဂျန်တဲ့ဒီနှစ်လမ်းမနှစ်ဆိုင်အမှတ်ကိုကြတော့ရှေ့ချန်ဂျန်ရဲ့အတိုင်းပဲဝိုင်းလိုက်မယ်နော်။ဒါဆိုရင်နှာချန်ကတို့တွေစားခဲ့တယ်လို့ပဲဒီနေရာမှာနော်။ကိုထဲနဲ့ကိုနဲ့ကကဲ့ချာဖြစ်ဖို့တွင်နှာချန်မှာငါစိုက်စားတယ်လို့ပဲဒီရှေ့ချန်မှာလည်းစားပေးရပါမယ်။အင်းအခုဒီစားအောင်ထဲမှာအကုန်ပါတယ်နော်။အခုသွန်ဆွဲတဲ့တစ်ချက်စီတိုင်းမှာဆိုရင်ဒီပက်တန်စာရွက်မှာအကုန်ပါတယ်နော်။ဒါကြောင့်မလို့ဤဒီပက်တန်စာအောက်ကိုကိုရခဲ့မဲ့ဆိုရင်သံအဲ့ဒီကိုလိုချင်တဲ့အခုတွန်းဝတ်ထားတဲ့စာရမှာပါနော်။ ဒါဆိုရင်သုံးပါရင်းနဲ့လဲကြည့်ပါဒါကကြတော့ကိုလိုချင်တဲ့ဒီဇိုင်းအားလုံးကိုဒီပက်တာမှာရေးလိုက်ပြီးတွေ့လားကိုဒီပက်တာရေးလိုက်ပြီးဒါဆိုရင် ဒါဆိုရင်6စာထည့်ရမယ်အပိုင်းလို့တုံးပြောနေပြီเนาะ6စာကကြတော့6စာကကြတော့ရင်ဆက်ဖြစ်အတွက်ကြောင့်မလို့တုံးတုံး6စာကမြှားထည့်ပါမယ်တစ်ဖက်ကို3စိတ်စီတစ်ဖက်ကို3စိတ်စီဆိုရင်6တဲ့အခါမှာဆိုရင်လည်း3စိတ်ပဲ6ပေးပါเนาะဒါဆိုရင်ဆက်ရအပေါ်အကို6စာ4စိတ်ထည့်ပါမယ်6စာရင်ဆက်ရအပေါ်အ6စာ4စိတ်ထည့်အတွက်ကြောင့်မလို့6တဲ့အခါမှာလည်း6စာ4စိတ်ပြည့်အောင်6ပေးပါအကြွေမပြည့်လို့ရှိရင်ပေး6ပြည့်လို့ရှိရင်ပေးဒါနဲ့ပြန်တိုင်းเนาะအကြွေမပြည့်လို့ရှိရင်ထပ်6ပါ ဒီဒီနှစ်ဖက်လက်ထုတ်တူပဲဒီရင်မြင်းနှစ်ဖက်လက်ထုတ်တူပဲတစ်ဖက်ကို6စာ3စိုက်စာရေးပါမယ်နော်တစ်ဖက်ကို6စာ3စိုက်ယူပါမယ်ဒါဆိုရင်သွားပိုင်းစခွဲနေပြီနော်အဲအဲ့ဒါလေးကိုကြာတော့ဟုတ်တယ်အဲ့ဒီဒီအပိုင်းလေးကိုကြာတော့အဲသွားပိုင်းလို့စခွဲနေပြီနော်ဒါကကြာတော့အခွဲအပိုင်းလေးပါอืมဒီအခွဲအပိုင်းလေးညှပ်ထောက်ရမယ်နော်ကိုလိုချင်တဲ့အခွဲအတိုင်းပဲညှပ်ထောက်ပေးပါ အဲ့ဒီခွဲဒီအလဲကခွဲပေါ့နော်ဒီအလဲကခွဲလဲချော့စာထည့်ပေးရပါမယ်တစ်ဖက်ကိုတစ်ဖက်ကိုနှစ်ဆိုင်စီထည့်ပေးရပါမယ်အမှန်မှာဆိုရင်ချော့စာကကြာတော့၃ဆိုင်ပဲသုံးပြန်ပြောမယ်နော်အမှန်မှာ ဒီခွဲလေးရဲ့ချက်စာတော့ပြောမယ်နော်ဒီနှစ်ဖက်ရဲ့ရင်သားနှစ်ဖက်ရဲ့ချက်စာကကြာတာတစ်ဖက်ကိုတောင်းဆက်ယူမယ်ဒီဖက်လည်းတောင်းဆက်ယူမယ်ဒါဆိုချက်တက်ခါတောင်းဆက်ပြီးတော့ပြီဒီဖက်လည်းရင်ဝိုက်သားဖက်လည်းထုတ်ထုတ်ပဲတစ်ဖက်ကိုတောင်းဆက်ယူပါမယ်တစ်ဖက်ကိုတောင်းဆက်ယူလို့ရှိရင်ချက်လွှတ်ချပြီးပြီဒီအလဲအခွဲလေးတော့ပြောပြမယ်နော်ဒီအလဲအခွဲချမ်းလေးတော့ပြောပြမယ်ဒီဖက်ကလည်းရင်သားနဲ့ဆက်ရမယ်ဒီဖက်လည်းဝိုက်သားနဲ့ဆက်ရမယ်ဒါကြောင့်မလို့တစ်ဖက်ကိုသူသူကလည်းနှစ်ဆက်ထည့်မယ်ဒီဘဲကလည်းနှစ်ဆက်ထည့်မယ်ထုတ်ထုတ်ပဲဝိုက်သားနဲ့ဆက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစာအပားလည်းနှစ်ဆက်ချက်စာထည့်မယ်ဒီဝိုက်သားလည်းချက်စာနှစ်ဆက် ာလို့ချက်စာတောင်းဆိုင်မထဲလဲတိလားဒီစာပါကကြလဲတူကကြလဲဘယ်လိုပြောမလဲဆိုတော့သူကဆွဲသားပါတဲ့အတွက်ကြောင့်မလို့နော်ဆွဲသားပါတဲ့အတွက်ကြောင့်မလို့ချက်စာတောင်းဆိုင်မဖြစ်ဘူးတစ်ဆိုင်ရှော့တယ်တစ်ဖက်ကိုတစ်ဆိုင်ရှော့ပါနဲ့ဒါကြောင့်မလို့ချက်စာကကြတော့ဒီရင်သားနဲ့တွဲရမယ့်အပိုင်းကိုချက်စာ၂ဆိုင်စီပဲထည့်မယ်ဝိုက်သားနဲ့တွဲရမယ့်အပိုင်းကိုလည်းဒီစာပါ၂ဆိုင်ဒီဝိုက်သားတွဲ၂ဆိုင်တစ်ဆိုင်စီရှော့မယ်နော်မမတောင်းဆိုင်ပဲနော်ဒါပဲဖြစ်လဲဆိုတော့စာအပါသူဆွဲသားပါတဲ့အတွက်ဆွဲတိုင်းပါသွားတဲ့အတွက်ကြောင့်မလို့တစ်ဆိုင်စီရှော့ပါမယ်ဒါကြောင့်မလို့သူ့အတွက်ဒီအလဲကဆက်တဲ့အတွက်ဆို ဆိုရင်တစ်ဖက်ကို6စာ2 size 4ပဲယူပါမယ်เนาะဒါဆိုရင်ဆက်သွားပါမယ်အာဒါဆိုရင်တော့ခုရင်းနာတဲ့လေကကြတော့ဒီရင်သားပက်မှာဆိုပက်တန်1ဒါမှဆိုပက်တန်2ဝိုက်သားပါဆိုတော့ ပိုက်တာနဲ့ဆက်ရပိုင်းမှာဆိုရင်လေကျနော်ဒီအပိုင်းလေးဆိုရင်အပိုင်း9လို့တုံးသတ်မှတ်ထားတာလေးပါနော်ဒီအလဲကအပိုင်းဆိုရင်အပိုင်း9သတ်မှတ်တာလေးပါနောက်ပြီးဒီရန်ဆက်မှာဆိုရင်အပိုင်း6လေးပေါ့နော်အဲ့လိုမျိုးအပိုင်းတွေခွဲထားတာချင်းဖြစ်ပဲဒါကကြတော့စွမ်းနာကိုတုံးရှင်းပြတဲ့အတိုင်းပဲနော်ဒီအခွဲလေးကကြတော့သူဘယ်လိုယူသွားတယ်လဲဆိုတာအာစောနာကရှင်းပြတဲ့အတိုင်းပဲเนาะဒါဆိုရင်ဒီဒီဇိုင်းပုံစံမှာဆိုရင်သွန်အသေးချာလေးရှင်းပြထားတယ်အကရွတ်နားမလည်လို့ရှိရင်သွန်ရစီပြီးမှအချိန်မီရလာရမင်းများနိုင်ပါတယ်เนาะ အတော့တဲ့ကြာလဲရှင်းပြထားတာလေးပါဒါဆိုရင်အုံပြောင်းပြောင်းမယ်နော်တရားခွဲလဲကားကြတော့ကိုလိုချင်တဲ့ဒီဇိုင်းပုံစံအတိုင်းပဲလိုချင်တဲ့အတွက်ကြောင့်မလို့ချော့စာလဲထည့်နေတာလေးပါနော်အကယ်၍အကယ်၍ကိုဒီအလဲခွဲလဲကားကြတော့ပြပြဲပဲလိုချင်လို့ချင်ဒီရင်တောင်းနဲ့ဝိုက်တောက်ဘက်မှာချော့စာမထည့်နဲ့ဒီအစာအပောက်ကိုပဲတစ်ဖက်ကိုပဲပြောရမဆိုတစ်ဖက်ကိုပဲချော့စာထည့်တဲ့အခါမှာဆိုရင်ဒီအခွဲလဲကားကြတော့တူပိုကြီးတယ်ကိုလိုချင်တဲ့အခွဲအတိုင်းကိုရချင်လို့ချင်ချော့စာအဲ့လိုမျိုးမျှပြီးထည့်ပေးပါနော် အဲ့ဒါလေးကကြတော့တပိုင်းအခုပိုင်းတော့အပိုင်းခွဲပြနေတာလေးပါနော်ဒါလေးကကြအပိုင်းခွဲပြနေတာလေးပါဒါကြတော့ကော်လံအပိုင်းလေးပေါ့နော်ဒီကော်လံအပိုင်းလေးမှာဆိုရင်တွန်းတော့အရင်ဆုံးဆုံးဒီ white out နှချမ်းကိုအရင်ညှပ်ထုတ်ပြီးမှဒါနဲ့ကော်လံအပိုင်းကိုယူပေးပါဒါဆိုရင်တွန်းပြပြီနော်မနက်ဖြန်ဆိုရင်မနက်ဖြန်ကိုအားတဲ့ချိန်ဆိုရင်ကိုပက်တန်နဲ့ကို6ပါ6ကြည့်ပါအကြွေနားမလဲတဲ့နေရာလို့ဆိုရင်မေးပါနော်တွန်းပြန်ပြပြပါမယ် ။ဒါဆိုရင်ရင်ဆက်ရင်ဆက်ပါတဲ့အတွက်ကြောင့်မလို့ရင်ဆက်မြင်ကိုသွန်းဒီရင်ဆက်အပိုင်းပါတဲ့အတွက်ကြောင့်မလို့ရင်ဆက်မြင်ကိုအရင်ညှက်ပြနေတာလေးပါနော်။နောက်ပြီးတော့ဒီပတန်တစ်ပိုင်းသွန်းဆိုင်ညှက်မယ်နော်ဒီပတန်ဒီပတန်တစ်ပိုင်းကိုသွန်းညှက်ပြနေတာလေးပါ။အဲ့ဒီပိုင်းလေးကိုဒါပတန်တစ်လို့သွန်းတတ်မှတ်လိုက်မယ်နော်။အဲ့ဒီပတန်တစ်ကိုသွန်းအရင်ညှက်လိုက်ပါမယ်။ဒါကြတော့ဒီဂျိုင်းဂျိုင်းညှက်နေတာလေးပါနော်။အင်းပတန်တင်ကြတော့ပြီတွလား။ဒါဆိုရင်ရင်သားမှာဆိုရင်ဘယ်ရင်သားမဆိုဂျိုင်းသားပါလို့ရှိရင်ဂျိုင်းသားကိုအပိအခါတဲ့ဖြတ်ပါမယ်။ နော်ဂျိုင်သားကိုပါတဲ့အတွက်ကြောင့်မလို့ဂျိုင်သားကိုပတ်တမ်းမှာအပိဖြတ်ပါမယ်ဒါမှသာလဲပိဆိုင်ညှတဲ့ခါကြရင်ဂျိုင်သားကိုမချောက်ထရအောင်နော်ဒါဆိုရင်ပတ်တမ်းနှစ်တက်ညှတ်မယ်နော်ပတ်တမ်းနှစ်အတွက်ညှတ်ပါမယ်အာပတန်နှစ်အတွက်အဲ့လိုမျိုးညှက်ပါမယ်။ဒါကြတော့သုံးညှက်နေပါအသေးစိတ်ပြပေးတာလေးပါနော်။ဒါဆိုရင်ပတန်နှစ်အတွက်ညှက်ပါမယ်။ လွဖြဲချင်းဖြားနေတာလေပါနော်ပတန်နှစ်ပတန်နှစ်ကိုစားညှက်တယ်ဓာတ်တွေကိုအကောင်ညှက်ထောက်ပဲနော်အဲ့ဒီအဲ့ဒီအခုညှက်ထားတဲ့ပတန်တင်းနဲ့ပတန်နှစ်ကိုအရင်ပိုက်စားအရင်ညှက်မယ်ပိုက်စားညှက်ပြီးမှသာလေအဲ့ဓာတ်နောက်ခုကိုတိုက်နေကပ်လို့ရှိရင်ဒီကော်လန်လေးညှက်ပါမယ်နော်ဒါကကြတော့ပတန်အာပတန်တောင်းညနေတာလေးပါတခုချင်းစီတောင်းညသွားနေတာလေးပါเนาะဆောနာအတင်းနဲ့နေပြီဒါဆိုရင်ပတန်အပိုင်း၃အတွက်ညပြနေတာလေးပါ ဒါကြတော့ကရုတ်ကိုဝီတက်တဲပဲလိုချင်လို့ရှိရင် the right ဒီလိုမျိုးမြင်းဖြတ်ကြောင်းပဲတိုင်းပါတော့အကရုတ်ကိုဝီဝင်းဖောင်းလို့နည်းနည်းမမလိုချင်လို့ရှိရင် the web page ရှိအပေါ်ကို20တက်လို့ရှိရင်ဒီလိုမျိုးပေကွင်းနဲ့ white paper ဒါကြတော့ပတ်တာအပိုင်း3လေးပါဒါဆိုပတ်တာအပိုင်း3လေးရပါပြီအပိုင်းလေးလေးဆက်ညှပ်ပါမယ်နောက်တော့အကုန်စားထုတ်လိုက်မယ်နော်အကုန်စွန်သာကစွန်သာကစားခဲ့တဲ့ဒါကိုအကုန်ညှပ်ထုတ်ပါမယ်ဒါကြတော့ပတ်တန်အပိုင်းလေးလေးရပါပြီဒါဆိုရင်ဒီရရှိအပေါ်ပိုင်းအတွက်ပတ်တန်ကကြတော့၄ချမ်းရတော့ပြီနော်ဒီအလဲဆန်တာအချမ်းလေးကြံပါမယ် ဲ့ဒီလဲစာနာချမ်းကကြတော့အာဒီအပါစားထဲမှာနော်ဒါကြတော့အတင်းအနှစ်နောက်တော့တော့နောက်နောက်ဆိုပိုင်းမှာဆိုရင်ပတန်လေးဒါဆိုရင်အပိုင်း၄ပိုင်းနဲ့ရမယ်ဒီအလဲကအပိုင်းဆိုရင်အပိုင်း၅နဲ့ပိုင်းရမယ်ရင်ဆိုင်ရအပေါ်ပိုင်းမှာအပိုင်း၅ပိုင်းရှိမယ်နောက်ပြီးရင်ဘက်ဆိုင်ရအမှာဆိုရင်တစ်ပိုင်းပဲရှိပါမယ်ဒါပေမဲ့ဒီဒီအလဲကရင်ဆိုင်ရအပိုင်းဆိုအပိုက်တင်ကြတာနဲ့ယူပေးပါနော်ဒါဆိုရင်ပိုက်ဆိုင်ညှက်လိုက်ရုံနဲ့ပြီးသွားပြီနော်ဒါဆိုရင်ဒီရင်ဆက်ပိုင်းမှာဆိုရင်ပိုက်ဆိုင်ညှက်ပြီးလို့ရှိရင်အစ်နှစ်ခုကိုတိုင်နဲ့ကပ်လို့ရှိရင်တင်ပြမယ်နော် ရလားဆနာသွန်ပြောပြရလားဒီရင်သားဘက်မှာဆိုရင်ရင်သားเนาะဒီရင်သားဘက်မှာဒီကော်လာအပိုင်းဘယ်လိုညှက်မလဲဆိုတော့ဒီရင်သားမှာဆိုရင်ရေဝဆောင်ဆနာကညှက်ထားတဲ့ဒီအပိုင်းတင်းနဲ့အပိုင်းနှစ်ကိုရေဝဆောင်ညှက်ထားတဲ့ဒီအပိုင်းတင်းနဲ့အပိုင်းနှစ်ကိုပက်ဆိုင်ရင်ညှက်မယ်ပက်ဆိုင်ညှက်ပြီးရှင်ပတန်ကိုကြတော့ဒီပတန်ကိုကြတော့အသားနေရာမှာတိုင်နေကပြီးရှင်ကိုလိုချင်တဲ့ဒီလက်ပြင်းကော်လာအတိုင်းပဲ ညှပ်ထောက်လိုက်ပါမယ်လက်ဖင်ကော်လန်ကကြတော့တို့တွေလိုင်နာတဲ့အရင်ညှပ်မယ်လိုင်နာညှပ်လို့ရှိရင်ပိစပေါ်တင်လို့ရှိရင်ဒီကိုညှပ်ထားတဲ့ဒီပတ်တန်အတိုင်းပဲเนาะကိုညှပ်ထားတဲ့ပတ်တန်အတိုင်းပဲ၆လိုက်ရောပါပဲเนาะ၆တက်ခါကျရင်လွယ်ပါတယ်၆တက်ခါကျရင်တိုက်ခတ်ခြင်းမဟုတ်ဘူးเนาะ၆တက်ခါကျနေဒီ white down နှစ်ခုကိုချုံးမယ်ဒီ white down နှစ်ခုကို white down နှစ်ခုကိုဆက်မယ်ရင်သားနှစ်ဖက်ကိုအရင်ဆက်မယ်အပိုင်းတင်တဲ့ပိုင်းနှစ်ကိုဆက်မယ်အပိုင်း၃နဲ့အပိုင်း၄ကိုဆက်မယ်ဆက်ပြီးလို့ရှိရင်ဆက်ပြီးလို့ရှိရင်ဒီအစာအပားလေးကိုထည့်မယ်เนาะဒီအစာအပားထည့်မယ်ဒီရင်သားအတွက်ကိုစာပားထည့်မယ်ထည့်လို့ရှိရင် ဒီ labeling labeling ဒီ labeling ကိုပြကိုကြတော့မလှတဲ့ဘက်ကိုထည့်မယ်မလှတဲ့ဘက်ကိုထည့်လို့ရှိရင်ဒီအလှဘက်ပေါ်ပြန်လှန်ပြန်လှန်ထားတာပါဒီအတွင်းဘက်ကိုထည့်လို့ရှိရင်အပြင်ဘက်ကိုပြန်လှန်ထည့်ထားတယ်လေပါထို့တူပဲဒီဘက်လည်းထို့တူပဲဒီ white ဘက်မှာဆိုရင်ဒီစာပါလည်းထည့်မယ်စာပါရဲ့အပေါ်မှာဆို labeling ကိုပြလည်းထည့်မယ်နော် labeling ကိုပြလည်းထည့်လို့ရှိရင်ချောက်လို့ရှိရင်အာပြန်လှန်လိုက်ရောမယ်ဒီ design လေးရပြီဒီအပေါ်ပိုင်းမှာအားလုံးချောက်ပြီးလို့ရှိရင်ဒီအောက်ပိုင်းနဲ့လာဆက်လိုက်ရောပါပဲနော်မခက်ဘူးမခက်ဘူးလုံးဝမခက်ဘူးနော်ပုံပြပြီးနော်လုံးဝမခက်ဘူးဒီဒီအစာပါ ားမှာဆိုရင်ကွာအစားပါမဆိုရင်လေထလာခံပြင်းတော့ဘာဖြစ်လဲဆိုတော့အာကိုကဒါနိုဗရာမဟုတ်တဲ့အတွက်ကြောင့်မလို့ဗာလဲအာနိုရာမဟုတ်မလို့ အထက်ခံအင်ဂျီပေါ်နေမှာဆိုလို့တုံပြောနားလဲလားဒီစာပါကိုကြတော့လေးထပ်လာခံပြပါဝင်လို့ရှိရင်ဒီစာပါကလေးထပ်ပန်းခံသူပါနေမှာပဲဘာဖြစ်စာပါဖြစ်တဲ့ကြောင့်မလားအကယ်၍နှုတ်ပနာအပိုင်းဆိုတဲ့စာမရှိဘူးမပေါ်နေဘူးပေါ့နော်ဒါကကြတော့တော့ရိုးရိုးအထက်ဖြစ်တဲ့ကြောင့်မလို့နှုတ်ပနာမဟုတ်ဘူးအခုတုံးဝတ်ထားတာနှုတ်ပနာမဟုတ်ဘူးနော်ရိုးရိုးပတ်တန်ရိုးရိုးပတ်တန်ဖြစ်တဲ့ကြောင့်မလို့ဒီနေရာမှာဆိုရင်ကိုကနှစ်ထပ်ပဲခံထားရင်ပေါ်နေပါအခုကတုံးကနှစ်ထပ်ပဲခံတဲ့တို့ကြောင့်မလို့ပေါ်နေပါတယ်ဒီအထက်မှာဆိုရင်တုံးရဲ့ဒီအထက်ခံအင်ဂျီမှာဆိုရင်အာစာအပါလေးထပ်ခံထားတယ်နော်ဒီ က်ခဲခိုင်အင်ဂျီမှာဆိုရင်စာအပါအဲ့ဒီစာအပါကိုထပ်ခံတာလဲပါဒါကြောင့်မလို့သူပြောမယ်ကိုကကြတော့မဟုတ်ရဲလို့ရှိရင်လေးထပ်လာခံပြပါနော်ဒီအစာအပါကိုနှစ်ထပ်မခံမယ်နဲ့လေးထပ်လာခံပြပါခဲ့ရကိုဝရဲလို့ရှိရင်နှစ်ထပ်ပဲခံပါနော်ဒါဒီဇိုင်းပတ်စံမှာဆိုရင်နားလည်လိုက်မတော့ထင်ပါတယ်